ဒီပညာလောကမှာဆိုရင် Linux ကဝင်းနိုးထက်ပိုပြီးတော့လုံခြုံတယ်။ Linux မှာဆိုရင်မဲဝဲမဝင်နိုင်ဘူးဆိုပြီးပြောတာကြားဘူးကြမှာပါ။ ဒါတကယ်ရောဟုတ်ရဲ့လားဒီနေ့မှာတော့ Linux user တွေဘာကြောင့်မဲဝဲကိုပို့ပြီးတတိထားတယ်လဲဆိုတာနဲ့ပတ်သက်ပြီးဆွေးနွေးတော့မှာဖြစ်ပါတယ် Linux က Windows ထက် design ပိုင်းကပို့ပြီးတော့လုံခြုံမှုရှိတယ် permission တွေကောင်းတယ် open source ဖြစ်တယ်အသုံးပြုတဲ့ user တွေကလည်းအများပြားရှိပြီးတော့ Linux distro တွေကလည်းအများကြီးရှိနေတဲ့အတွက်ကြောင့် hacker တွေအတွက်ပို့ပြီးတော့တိုက်ခိုက်ဖို့ခက်ခဲပါတယ်ဒါပေမဲ့လည်း Linux ကလုံးဝမဲဝဲအင်မြူးဖြစ်တယ်လို့တော့မဆိုလိုပါဘူးတကယ်တော့ hacker တွေရဲ့ပြစ်မှတ်က Linux ဘက်ကိုပို့ပြီးတော့ဥတီလာနေပါပြီအဲဆိုရင် Linux မှာဘာကြောင့်မဲဝဲတိုက်ခိုက်ခံရနိုင်ပုံများနေရလဲအဓိကအချက် ချက်၄ချက်ရှိပါတယ်ပထမဆုံးအချက်ကတော့စာပါတွေမှာလင်းနဲ့အသုံးပြုမှုများလာခြင်းကြောင့်ဖြစ်ပါတယ်အခုလက်ရှိဆိုရင်ကမ္ဘာပေါ်က cloud စာပါတွေအဲ web hosting တွေ90ရာခိုင်နှုန်းအောင်ဆိုရင် linux ကိုအသုံးပြုလာကြပါတယ် hacker တွေအတွက်အဖိုးတန်တဲ့ data တွေ network တွေက linux စာပါတွေပေါ်မှာရှိနေကြပါတယ် hacker တယောက်က linux စာပါတွေကိုတော့ဝင်ရောက်နိုင်ခဲ့မယ်ဆိုရင်ဒီ company တွေရဲ့အချက်အလက်တွေ service တွေကိုထိန်းချုပ်နိုင်မှာမို့လို့ hacker တွေကပို့ပြီးတော့ linux ဘက်ကိုအာရုံစိုက်လာကြပါတယ် number 2အချက်အနေနဲ့ကတော့ iot device တွေမှာ linux အသုံးပြုရလို့ပဲ ဖြစ်ပါတယ်။ကျွန်တော်တို့နေ့စဉ်အသုံးပြုနေတဲ့ Smart TV တွေ၊ Mobile Device တွေ၊အိမ်သုံး Router အပါအဝင် IoT Device တော်တော်များများမှာ Linux based OS တွေကိုအသုံးပြုလာပါတယ်။အဲဒီကောင်တွေမှာ system အားနဲ့ချက်တွေရှိတက်ပြီးတော့အသုံးပြုတဲ့ user တွေကလည်းပုံမှန် update လုပ်ထားခြင်းမရှိတဲ့အတွက်ကြောင့် hacker တွေကဓာတ်တွေကို botnet တွေဖန်တီးဖို့ဒါမှမဟုတ်တခြားသောအဲတိုက်ခိုက်မှုတွေကိုလုံဆောင်မှုတွေထိန်းချုပ်လာကြပါတယ်။ဘက်သုံး ransomware တိုးပွားလာခြင်း အရင်တော့ဆိုရင် ransomware တွေက window ကိုပဲတိုက်ခိုက်တယ်လို့ထင်ကြရတယ်ဗောနော်ဒါပေမဲ့အခုနောက်ပိုင်းမှာဆိုရင် ransomware တွေက linux server တွေကိုဥတီလာကြပါတယ်ဘာလို့လဲဆိုရင် enterprise နဲ့ business တော်တော်များများမှာ data တွေကို linux server ပေါ်မှာတင်ဆက်ထားတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်ဒါကြောင့်မို့လို့ linux server တစ်ခုသား ransomware လောက်ခံလိုက်ရပြီဆိုရင် data တွေကအကုန်လုံး encrypt ဖြစ်သွားပြီးတော့လုပ်ငန်းတွေအကြီးအကျယ်ထိခိုက်ကုန်မှာပဲဖြစ်ပါတယ်နံပါတ်၄အချက်ဒီချက်ကတော့အရေးကြီးဆုံးပဲဖြစ်ပါတယ် linux user တွေရဲ့ပေါ်ဆမှုကြောင့်ပဲဖြစ်ပါတယ် linux user တော်တော်များများက linux ကလုံခြုံပါတယ်ဆိုတော့ ဲ့အယူအဆကြောင့် security နဲ့ပတ်သက်ပြီးတော့အရန်ပေါ်ဆောင်မှုရှိပါတယ်အဲ anyvine တွေမတုံးတာအဲ software တွေပုံမှန် update မလုပ်တာအဲပုံမှန်မဟုတ်တဲ့ source တွေကနေပြီးတော့ install လုပ်တာမျိုးတွေကမဲဝဲဝင်ရောက်ဖို့တော့လမ်းစာပဲဖြစ်ပါတယ်တကယ်တော့ဘလောက်ပဲ အဲမဲဝဲမဝင်ရောက်နိုင်ပါဘူးပျော်ပျော်100%လုံခြုံတဲ့ OS ဆိုတာမရှိသေးပါဘူးဒီကုန်ချုပ်အနေနဲ့ပြောရမယ်ဆိုရင် Linux က security အတွက်အရန်ကောင်းတဲ့ OS တစ်ခုဖြစ်တယ်ဒါပေမဲ့လည်းဘယ် OS မှလုံးဝအနေရကင်းတယ်ဆိုတာမျိုးမရှိပါဘူးဒါကြောင့်မို့လို့ Linux user တွေက cyber attack တွေကိုတတိထားပြီးတော့ကိုယ့်ရဲ့ system တွေကိုအမြဲတမ်းကာကွယ်နေဖို့ကအရေးကြီးဆုံးပဲဖြစ်ပါတယ်မိတ်ဆွေအနေနဲ့ Linux ကိုစိတ်ဝင်စားလို့စမ်းသပ်ကြည့်ကြတယ်ဆိုရင်ကျွန်တော်မှဖွင့်ထားတဲ့ Linux Foundation class ရှိပါတယ်ဒီတနက်နဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားရဆိုရင်ကျွန်တော်ရဲ့ page မှာ Linux Foundation လို့စာပို့ပြီးတော့အသေးစိတ် စုံစမ်းလို့ရပါတယ်အပြီးတော့ဒီဗီဒီယိုတွေကိုဘယ်သူအဆုံးထိကြည့်လဲဆိုတာကျွန်တော်သိကျင်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီ emoji လေးကိုအဲ comment အောက်မှာမှတ်ငယ်ပေးပါအဆုံးထိကြည့်ပေးကြတဲ့လူတစ်ယောက်ချစ်စီတိုင်းကိုကျေးဇူးတင်ပါတယ်